တင်ဆက်ပေးမယ့်သတင်းကတော့ကလပ်ကပဗလာပြိုင်ပွဲမှာ Real Madrid ကိုဆွဲဖို့အတွက်ရေမန်အစားဆုံးဖြစ်နေတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာလာမယ့်ဇွန်လ14ရက်နေ့ကနေဇူလိုင်လ17ရက်နေ့ထိကျင်းပမယ့်ကလပ်ကပဖလားပြိုင်ပွဲမှာရီယယ်မက်ထရီတင်ရပူဆွေးဖို့အတွက်ပြပြတသားရေးပန်းစားပြီးပူဆွေးဖို့ရေးပန်းစားဆုံးတင်ဖြစ်နေပါတယ်။အမေရိကန်အထွတ်ခွာသားရီယယ်မက်ထရီတင်မှာအသိခေါ်ယူထားတဲ့နောက်ခံကစားသမားနှုတ်ဖြစ်တဲ့အာနိုနဲ့ဒင်းဥဆန်တို့မပါဝင်လာတာကြောင့်ပူဆွေးဖို့အတွက်ရေးပန်းစားဆုံးတင်ဖြစ်လာတာပါ။ Real Madrid ဟာ Osu H မှာကြောင်းနေပြီးတော့ Inter Milan နေရာတူကန်ထွက်ခွာလာတယ်။ Simone Inzaghi တောင်းမယူထားတဲ့ Solitaire တိကလက်အဟီလက်မြောက်အမေရိကတားရဲ့အင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ Bayou က Australia Champion Sevilla တို့နဲ့တအုပ်စုတွေကြောင်းနေပါတယ်။ Real Madrid နဲ့အတူပိုးဆွဲဖို့အတွက်ရေမန်းစားနေတဲ့တင်တွေထဲမှာလက်ရှိ Champion Man City နဲ့ Champion League Champion ရဲ့ပြည့်ချီတင်တွေလည်းပါဝင်နေပါတယ်။ကလပ်ကပလာပြောင်းပွဲမှာပိုးဆွဲတဲ့တင်ဟာ စုစည်းအမေရိကန်ဒေါ်လာ350နီးပါးရရှိမှာဖြစ်လို့ဥရောပအခြေစားအင်အားကြီးသင်းတွေကပိုဆွဲဖို့အတွက်ပြင်မှတ်ထားကြိုးပမ်းနေပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာပါဗျ။